ဒေါက်ဆန်းစုကြည်အမြန်ဆုံးလွတ်မြောက်ပါစေလို့တန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အထွေထွေအတွင်းရေးမှူးချုပ်ဗိုလ်ချုပ်တားဖုံးကျော်ကဒီနေ့ဂျော်လာ16ရက်မှာကြာရောက်တဲ့ဒေါက်ဆန်းစုကြည်ရဲ့အသက်80နှစ်ပြည့်မွေးနေ့မှာဆုတောင်းပေးခဲ့ပါတယ် Happy Birthday ဒေါက်ဆန်းစုကြည်အမြန်ဆုံးလွတ်မြောက်ပါစေမြန်မာပြည်ကိုအမြန်ဆုံးဦးဆောင်နိုင်ပါစေလို့ဗိုလ်ချုပ်တားဖုံးကျော်ကသူ့ရဲ့ Facebook အကောင့်မှာရုပ်သံနဲ့မွေးနေ့ဆုတောင်းပေးထားတာပါပြီးခဲ့တဲ့ရက်ပိုင်းကလည်းဒေါက်ဆန်းစုကြည်အမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ ဗိုလ်ချုပ်တာဖုံကျော်ကသူ့ရဲ့ Facebook မှာရေးသားခဲ့ပြီးဒီနေ့ထပ်မံဝင်းနေဆူတောင်းပေးခဲ့တာပါမြန်မာပြည်သူအားလုံးလွတ်မြောက်ချိန်တန်ပါပြီတော်လန်ရေးကြီးအလုပ်တွေဖြူဟာမြောက်လုပ်ကြပါစို့လို့လည်းဗိုလ်ချုပ်တာဖုံကျော်ကတိုက်တွန်းရေးသားခဲ့တာဖြစ်ပါတယ်ရန်ကုန်မြို့မှာရှိတဲ့ဗြိတိန်တန်ယုံဥရောပသမဂ EU အမေရိကန်တန်ယုံနဲ့ဆွီဒင်တန်ယုံတို့ကလည်းမတရားဖမ်းဆီးချုံနောက်ခံထားရဆဲဖြစ်တဲ့နိုင်ငံတော်အတိုင်းအမခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ရဲ့အသက်80နှစ်ပြည့်မွေးနေ့မှာ တို့ရဲ့ရည်တည်ချက်တွေကိုဒီနေ့ထုတ်ဖော်ပြသကြပါတယ်။ဗြိတိန်တန်ယုံကဖန်းစီချုံနောက်ခံထားရဆဲဖြစ်တဲ့ဒေါ်ဆန်းစုကြည်ရဲ့အသက်80နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ဖြစ်ဒီနေ့တန်ယုံ Facebook စာမျက်နှာမှာ profile picture ကိုပြောင်းလဲထားတာတွေ့ရပါတယ်။ပြောင်းလဲလိုက်တဲ့တန်ယုံရဲ့ဓာတ်ပုံမှာမြမပြည်သူတွေကဒေါ်ဆန်းစုကြည်ရဲ့ကိုစားပြုမှုအဖြစ်တင်စားကြတဲ့နှင်းစီပန်းခွင့်တွေကိုထည့်သွင်းထားပါတယ်။တစ်ဆက်တည်းမှာပဲဒေါ်ဆန်းစုကြည်နဲ့တကွာ မြန်မာနိုင်ငံအတွင်းမတရားဖမ်းဆီးချုံနောက်ခံရရသူတွေအားလုံးကိုချက်ချင်းပြန်လွှတ်ပေးဖို့ဗြိတိန်တန်ယုံကတောင်းဆိုလိုက်ပါတယ်။ဥရောပသမဂ္ဂ EU တန်ယုံကလည်းဒီနေ့မနက်အစောပိုင်းကတည်းကဥရောပသမဂ္ဂရဲ့အမှတ်တင်ကြေသဖြစ်တဲ့အပြာရောင်အောက်ခံပေါ်မှာဒေါ်ဆန်းစုကြည်ရဲ့မျက်နှာရုပ်ပုံကောက်ကြောင်းနဲ့ပန်းတွေနဲ့ပုံဖော်ထားတဲ့80ကနန်းပါတပ်ပုံကိုတန်ယုံရဲ့ Facebook စာမျက်နှာမှာတင်ထားခဲ့ပါတယ်။ American တန်ယုံကလည်းဒီနေ့ဟာဒေါ်ဆန်းစုကြည်ရဲ့အသက်80နှစ်ပြည့်မွေးနေ့ဖြစ်ပြီး 2021ဖေဖော်ဝါရီမှာဖမ်းဆီးခံရပြီးတဲ့နောက်အကျဉ်းကျကာလအတွင်းဖြတ်တန်းရတဲ့၅ချိန်မြောက်မွေးနေ့လည်းဖြစ်တယ်လို့အတည်ပြုပါတယ်။ဒေါ်ဆန်းစုကြည်ရဲ့ဘဝနဲ့လှုပ်ဆောင်ချက်တွေဟာမြန်မာပြည်သူတွေအတွက်ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီလွတ်လာတောင်းတမှုတွေကိုထင်ဟနေတယ်လို့အမေရိကန်တန်ယုံကဆိုပါတယ်။ဒီနေ့အခါသမယောက်မှာဒေါ်ဆန်းစုကြည်နဲ့အတူအခြားသော မတရားဖမ်းဆီးထိန်းသိမ်းခံရသူတွေအားလုံးကိုလွှတ်ပေးဖို့အရက်သားပြည်သူတွေအပေါ်အကြမ်းဖက်မှုတွေကိုရပ်တန့်ပေးဖို့အကြက်အတဲတွေကိုအဆုံးသတ်ဖို့ သက်ဆိုင်သူအလုံးနဲ့အပြန်အလှန်ထိတွေ့ဆက်ဆံဖို့မြန်မာစစ်ကောင်စီကိုအမေရိကန်ကထပ်မံတောင်းဆိုထားပါတယ်ရှင်။